အလုံးမင်းမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေစည်းကတော့မနက်ပိုင်းမှာ650ကျားနဲ့ဈေးပွင့်တော့ပါပြီ ဒီနေ့ကစနေရက်နေ့9လပိုင်း2020နဲ့9ခုနဲ့မရပိုင်းထိုင်းရွှေဈေးကတော့650ကျပါတယ်60ကျောက်တသမ500ကျင်းလို့ရှိတဲ့ထိုင်းရွှေခဲဈေးဆိုင်ကရောက်နေဈေးက9100နဲ့မှ300ဆိုင်ကလက်ခံနေဈေးက9100နဲ့မှ200အဝိရနာရဲ့ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9200နဲ့မှ100တိုင်ကလက်ခံတဲ့ဈေးက9185.9နဲ့ပေါင်ဈေးရှိနေပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3290.9နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။တဒေါ်လာကိုတိုင်းမန်ငွေ33.33နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။60ကျောက်တသမ900ကျင်းလို့ရှိတဲ့ထိုင်းရွှေခေကဘန်ကောက်ထဲမှာလက်ခံ100ရှိ ပါတယ်လက်ကအ BSC တိုင်းရွှေခဲ့တဲ့ဘက်သားကို9500နဲ့ပေါင်စီရှိနေပါတယ်ဆိုင်ကလက်ခံနေစီကတော့ရခင်တို့ပြန်မပြတ်ပဲဆိုင်က9200နဲ့ပြန်ပြီးတော့လက်ခံမှာပါလက်ဝိညာရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000လေးရှိနိုင်ပါတယ်မိမိဝယ်တဲ့ထေပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစိန်တော့ငါပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့တိုင်းရွှေလက်ဝိညာတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ခန့်လုံးဖြတ်ပြီးတဲ့ပြင်ကို4800ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ဒီနေ့ကမှတော့မနေ့ပိုင်းမှာပဲတိုင်းရွှေက650စီအကြနယ်ကိုစီးပွင့်သွားတာဖြစ်ပါတယ် ်လက်ရှိမှာတော့ထိုင်းရွှေဈေးကအကျဈေးနဲ့ပဲရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုချင်တဲ့သူတွေအတွက်လက်ခံဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စကွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ200ငါးပတ်သားဒီဝယ်မယ်ဆိုရင်လက်ခအကုန်ရမရှိပါဘူး။ထိုင်းရွှေဈေးငွေဈေးတွေကိုအများအားတင်ပေးပါတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကုကြမှာခြင်းနဲ့ပြည့်စုံမြဲအနေနဲ့ကင်းလို့ပေးရှင်းနိုင်ကြပါစေ။